こんにちは。バンタンダー日本語トレーニングスクールのメイザーリニーです。皆さん、人生ってのは悩みは好きものですね。人間として生きていれば、恋愛や仕事、病気など、いろんな出来事が、悩み事が発生しますよね。そういう時に、自分に共感してくれる、自分を励ましてくれる人がいれば、気持ち的に楽になりますよね。 というわけで本日は励ましの言葉8選をお伝えしたいと思います。ディグニガロアペザガ10မျိုးဖြစ်ပါတယ်。အဲ့ဒီ10မျိုးကိုမပြောခင်မှာကျွန်မကြိုပြီးတော့တတိပေးထားခြင်းတွေရှိပါတယ်。အဲ့ဒါကတော့ဂျပန်လူမျိုးတွေဆိုတာသူတပားရဲ့ကိစ္စတွေမှာဝင်ရောက်ဆက်ဖက်လေးမရှိသလိုကိုယ့်ရဲ့ကိစ္စတွေမှာလည်းတစ်ဖက်သားဝင်ရောက်ပြီးတော့ပြောဆိုတာကိုမကြိုက်တတ်တဲ့သူတွေ များပါတယ်အားလုံးတော့မဟုတ်ဘူးပေါ့နော်ဒါကြောင့်မို့လို့အားပေးစကားကိုကိုနဲ့ရင်းနှီးတဲ့သူတွေကိုမှသာလေပြောဖို့အကြံပြုချင်ပါတယ်ဒုတိယအနေနဲ့ကစိတ်ညစ်နေတဲ့သူစိတ်ဓာတ်ကျနေတဲ့သူဆိုတာစကားလုံးအခက်တွေကိုပြောလို့ရှင်တယ်နားတွေကိုတော်တော်နဲ့မဝင်ပါဘူးစိတ်ဓာတ်ကျနေလို့လေဒါကြောင့်မို့လို့ရိုးရှင်းရမယ်ထိရောက်မှုရှိရမယ်ဒီလိုမျိုးစကားလုံးတိုးတိုးလေးနဲ့တစ်ဖက်သားနားလေးကိုရှင်းရှင်းလင်းလင်းရောက်သွားမဲ့စကားမျိုးကိုရွေးပြီးတော့ပြောဖို့လိုအပ်ပါတယ်။ It's about medicine. ဒါကတော့အချစ်ရေးကြအလုံးကြစိတ်တကြနေသူတွေကိုပြောဖို့အားပေးစကားလေးပါအဲ့လိုမျိုးအခြေအနေမျိုးမှာယုံကြည်ချက်ပျောက်ဆုံးနေလေရှိပါတယ်ဒါကြောင့်မို့လို့အဲ့ဒီစိတ်တကြနေတဲ့သူရဲ့ယုံကြည်ချက်ကိုနည်းနည်းလေးပဲဖြစ်ဖြစ်ပြန်ပြီးတော့ဖြစ်ပေါ်လာစေမယ့်စကားလုံးလေးကိုပြောတင်ပါတယ်အဲ့ဒါကတော့ဥပမာကိုယ့်ရဲ့တငယ်ချင်းကနာကာမူရာဆန်ဆိုလို့ရှိရင်နာကာမူရာဆန်နာရာတကယ် 中村さんなら大丈夫はいどう中村さんならできるロベピョピョ中村さんなら大丈夫ロベピョピョセンディバの中村さんならできる中村さんなら大丈夫ロミオピョルシンセイデーニーでトゥピピヨンジジェシパレ2番目です ဒါလေးကကြတော့ကိုကကြိုးစားရတာနဲ့အတိမတ်ပြုမခံရတဲ့အနေအထားတငယ်ချင်းကကြိုးစားနေတယ်ဒါပေမဲ့ तू ကအတိမတ်ပြုမခံရတဲ့အနေအထားလေးမှာဖြစ်ပါတယ်။များသောအားဖြင့်လုပ်ငန်းခွင်မှာဖြစ်တတ်တာပေါ့နော်။အဲ့လိုမျိုးမှာကိုကနင်းကြိုးစားနေတာကိုငါတိတယ်။ငါကတော့နင်းကိုအတိမတ်ပြုတယ်ဆိုတဲ့အပိစကားလေးကိုပြောတင်ပါတယ်။အလွယ်လေးပါ။中村さんが頑張ってるの知ってるよ。中村さんが頑張ってるの知ってるよ。 နည်းနည်းလေးခက်သွားမလားဖြည်းဖてるよ中村さん頑張ってるの知ってるよ。の皆さん、3番目です。だじゃろ、せいでじゃねれ、せいにねれ、かま。こがあられをいんぷんめ、てぺるを。 လိုချင်တတ်ကြတာတော်တော်များများပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ငါကတော့နင်ပြောတဲ့အကြောင်းအရာတွေကိုနားထောင်ဖို့အသင့်တော့အာမနာနဲ့ငါ့ကိုပြောဆိုတဲ့အတုံးလုံးလေးပေါ့နော်။ဒါလေးလည်းအင်မတန်ကောင်းပါတယ်။နောက်ကလိုက်ဆိုပြီးတော့ကြင်ကြည့်အောင်နော်။何でも話聞くからね。何でも話聞くからね。ねえ、見んとわら。何でも話聞くからね。何でも話聞くからね。 ဖြစ်ပါတ4ပတです。ဒါကတော、ま、့ဒီမန်းချက်ပန်းတိုင်းတစ်ခုကိုဥတいつでも応援してるよ。いつでも応援してるよ。ピピリ表示めな。いつでもいつでも応援してるよ。いつでも応援してるよ。 ဖြစ်ပါတယ်။皆さん、ご番目になりましたね。ဒီ၅ခုမြောက်လေးကကြတော့ဒါကတစ်ဖက်သားနဲ့ငါနေနဲ့ငါနဲ့တစ်ဖက်သားနဲ့ပေါ့နော်။တငယ်ချင်းရဲ့နေနဲ့ငါနဲ့ကတစ်ဖက်သေးပါငါကနေရဲ့ဘက်တော်သားပါငါလည်းနေကိုကူပမယ်ဆိုတဲ့အတိတ်ပဲတက်ရောက်စေတဲ့အတုံးလုံးလေးဖြစ်ပါလေစိတ်ညစ်တဲ့တငယ်ချင်းကိုနော်私にできることがあったら何でも言ってね 私にできることがあったら何でも言ってね。ピピリピョジメの。여자리리솔루시너와타시니야마복급에피피오래베피피동마너와타시니데키르코토가아따라난데모유테네와타시니데키르코토가아따라난데모유테네 言ってね。ちゃばれ。6番目です。だから、てっぱたへ感もかんで、あつじょん、感もかんで、あ撇撇あ方ま。がれ、ဝင်ねぞ、観察やばれ。がれ、にね、あどど観察やばれ。それ、ほびゃれ、とんとんりဖြစ်ばれ。あるりば。つらかったね。つらかったね。ぴぴりပြောじめ。つらかったね。 ずら勝ったね。ဖြစ်ပါတယ်။ဒါဆိုလို့ရှင်တစ်ဖက်သားကဩငါ့ကိုနားလေပေးမဲ့သူငါငါရဲ့ဆိုးရွားတဲ့အဖြစ်ပြက်ပေါ်မှာနားလေပေးမဲ့သူရှိပါလားဆိုပြီးတော့စိတ်သက်သာရရမှာဖြစ်ပါတယ်။皆さん、ナナバメになりましたね。ナナバメです。ဒါလေးကကြတော့စိတ်ညစ်နေတဲ့ကိုယ့်ရဲ့တကယ်ချင်းကိုနည်းနည်းစိတ်ပြောင်းလဲဖြစ်သွားစေပို့ မနေ့ပြန်ကတော့ကောင်းလာမှာပါမနေ့ပြန်ကိုယုံကြည်ကြစို့ပေါ့လေစိတ်အပြောင်းလဲဖြစ်သွားတာပေါ့နော်အဲ့ဒီအတုံးလုံးလေးက明日はきっと良くなるよ明日はきっと良くなるよဖြည်းဖြည်းလေးပြောကြည့်မယ်နော်အာရှိတာဝါきっと良くなるよ明日はきっと良くなるよဖြစ်ပါလေ 皆さん8番目最後ですあくぴょうめあとのりやじゃろこねひにでぴょうまなそうなたんげじにぴょうてねあとのりちゃばれたんげじんがとくくあっぴゃっちゃせいでちゃにめせいにんにめあかみうま人生いろいろいい時だけじゃないんだからくよくよしないで。 人生いろいろ人生いろいろいい時だけじゃないんだからいい時だけじゃないんだからくよくよしないでくよくよしないでやびの比如写白露店的嘞，是不？喏、ね，啊，我我呢，你来啥皮皮多啥呀？啊。 မှာကော်ဖီဖြစ်ဖြစ်ကိတ်မုံလေးဖြစ်ဖြစ်သွားသွားပြီးတော့စားရအောင်ငါကျွေးမယ်လေဆိုတော့တစ်ဖက်သားအားတက်တာပေါ့နော်တငယ်ချင်းကအားတက်တာပေါ့อืมအဲ့ဒါကြတော့ケーキでも食べに行こうよケーキでも食べに行こうよけぼめたねပြောမယ်ဆိုရင်ケーキでも食べに行こうよ私おごるから私おごるから私おごるから ကဲအဲ့ဆိုအဲ့ဒီဟာချိပါမဲ့ဖြစ်တဲ့၈ခုမြောက်တွေကိုစာဆုံးပြန်ပြောမယ်နော်တငယ်ချင်းကိုဂျင်းစီရိုရိုအီတိုခိだけじゃないんだからくよくよしないでケーキ食べに行こうよ私おごるからちょっと待ってဒီကနေ့ပြောပြချင်တာကတော့ဒီလောက်ပါပဲကျမတို့ပန်းတန်တာဂျပန်ဘာသာအထူးလေ့ကျင့်သင်ကြားရေးအကြောင်းမှာ level alike စကားပြောနေတယ်ဘာသူမဆိုအတန်ထွက်ကောင်းလာစေမဲ့ နီးလန်းနေတဲ့လေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။စိတ်ပါဝင်စားသူများ CD မှာမြေမြန်းစုံတမ်းနိုင်ပါတယ်။ကြီးစုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။အာနောက်ဆုံးတစ်ခုပြောချင်တာကကျမရဲ့နာမည်ကပန်းတန်တာမဟုတ်ပါဘူးเนาะ။ပန်းတန်တာဆိုတာကကျောင်းရဲ့နာမည်ဖြစ်ပါတယ်။ကျမရဲ့နာမည်ကတော့မေဇာလွင်လွင်ဖြစ်ပါတယ်เนาะ။ကြီးစုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။どうもありがとうございました。